တွေ့တာမရှိရင်တောကမရှိဘူးလေ။ဘုံနိုင်ငံသားတိုင်းပြည်တွေပါကိုယ်နဲ့ဘယ်သူမှမသိဘူးဆိုရင်အဲ့ဒီနိုင်ငံတွေကဘာဖြစ်ဖြစ်ကိုယ်တောကမရှိဘူး။ဘာဖြစ်လို့တော့တွေ့တာမှမရှိတာ။တောကဆိုတာကိုယ်တွေ့တဲ့နေရာမှာဖြစ်တာမတွေ့ရင်ဖြစ်ကုန်မဖြစ်ဘူး။အဲ့တော့တောကမဖြစ်ဘူးဆိုလို့ရှိရင်လူရဲ့စိတ်ကဒီဘဝတည်းနဲ့ငြိမ်းချမ်းမှုကိုရသွားတယ်။ဟောဒါကြောင့်မို့လို့လူဖြစ်ကျိုးနဲ့အောင်သင့်တက်ကြမယ်ဆိုလို့ရှိရင် လူဘဝဘဝဆိုတာဘာနဲ့တိဆောက်ထားတာလဲဆိုတာကိုတစင်တဲ့သင်ကြားလိုက်။ဩဘဝဆိုတာယုံနဲ့နှစ်ခုနဲ့တိဆောက်ထားတယ်။အဲ့ဒီယုံနဲ့နှစ်ခုဟာလည်းဆံရအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်။အဲ့ဒီဆံရအကြောင်းတရားကြောင့်ဖြစ်တဲ့ယုံနဲ့နံဒီမမြဲဘူး။သာဝရပြောင်းလဲနေသည့်အတွက်ကြောင့်စိတ်ဉာဏ်ဆရာမကောင်းဘူး။ဉာဏ်ဆရာမကောင်းတဲ့ဟုသာဝရပြောင်းလဲနေတဲ့အရာကနှိမ့်ဆက်နေလို့ဒုက္ခလို့ခေါ်တာ။နော်။ အနိစ္စဆိုတာဖြစ်ပေါ်လာပြီးတဲ့နောက်အမြဲတမ်းကြောင်းလဲပျက်စီးနေလို့အနိစ္စလို့ခေါ်တာဒုက္ခဆိုတာအမြဲတမ်းကပ်ပြီးတော့ဆင်းရဲဒုက္ခဖြစ်ပျက်မှုတွေနဲ့နှိမ့်ဆက်နေလို့ဒုက္ခလို့ခေါ်တာအဲ့ဒီလိုကြောင်းလဲနေတဲ့ရုပ်တရားနံတရားခုကြောင်းလဲမှုတွေနဲ့ဒီနှိမ့်ဆက်နေတဲ့ဒီရုပ်တရားနံတရားကို မနှိမ့်ဆက်ရအောင်ဘယ်သူကနေပြီးတော့တွန်းလှန်ဖယ်ရှားပြစ်လို့ရအောင် မရဘူးတွန်းလှန်ဖယ်ရှားနိုင်တဲ့တကောအာနာပါဝါကိုယ်မှမရှိဘူးကိုယ်အလိုကျဖြစ်သလားဆိုတာတခုမှမဖြစ်ဘူးဟုတ်ကဲ့လူဆိုတာအမြဲတမ်းငယ်ငယ်လေးချောချောလှလှလေးမအိုချင်ကြဘူးဒီတိုင်းပဲမှတ်လားဖြစ်ခဲ့လားဖြစ်ပါဘူးအေးအဲ့ဒီလိုမဖြစ်တာကိုယ်ဆန္ဒအတိုင်းမဖြစ်တာကိုယ်အလိုအတိုင်းမဖြစ်တာအနတ္တာတဲ့ဟောအဲ့ဒီသဘောလေးတွေကိုစဉ်းစားပေးလာလို့ရှိရင် ခဏကခဏတဲ့အရှင်းမြင့်လာတဲ့အတိမျိုးရလာလိုက်တယ်။ခဏတုန်းကကံကံဤအကျိုးကိုယုံကြည်ပြုံကကောင်းရာဘဝပဲရောက်နိုင်သေးတယ်နိဗ္ဗာန်မရောက်နိုင်သေးဘူး။အခုလိုဒီအမြင်မျိုးမြင်လာပြီဆိုလို့ရှိရင်တော့သူကတဆင့်တက်လာတော့နိဗ္ဗာန်လမ်းပေါ့နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်လာတယ်လို့ပြောလို့ရတယ်ဒါက။အေးတဆင့်တက်ပြီးတော့ကျင့်ကြံကြုတ်ကုတ်အထောက်ကြမယ်ဆိုလို့ရှိရင်တဲ့ ဘဝတန်တရားကြီးပေါ်မှာညီးခွေးတဲ့အတိညာဉ်တွေရလာမယ်လွတ်ချင်တဲ့အတိညာဉ်တွေရလာမယ်ဘဝတန်တရားကြီးရဲ့တဘာဝတရားတွေကိုအကုန်လုံးသိရုပ်တရားနာတရားတွေရဲ့တဘာဝတွေကိုအကုန်သိပြီးတော့နောက်ဆုံးမှာတွေ့တာမှုတွေအမြင်မှမှုတွေတန်တရားဖြစ်မှုတွေအားလုံးကိုပယ်ရှားပြစ်နိုင်တဲ့အဆင့်ရောက်သွားပြီဆိုလို့ရှိရင်လောကကြီးအတွက်ဘာမှတော့ကမဖြစ်ဘဲနဲ့တကွငြိမ်းချမ်းတဲ့ဘဝမျိုးကိုရတော့မှာပါဟုတ်ကဲ့ အဲ့ဒါလိုငြိမ်းချမ်းတဲ့ဘဝမျိုးစိတ်ထက်နေငြိမ်းအေးသွားတဲ့အဆင့်မျိုးရောက်ပြီဆိုလို့ရှိရင်လူဖြစ်ရကျုံနတ်ပြီလို့အဲ့ဒီကြတော့မှအပြည့်အဝလူဖြစ်ရကျုံနတ်တယ်။ခုနကတည်းကအခြေခံအားဖြင့်ကုသကမ္မပဋ္ဌာန်းတရား၁၀ပါးကိုကျင့်သုံးရင်လူဖြစ်ရကျုံနတ်ပါတယ်။ဟုတ်ကဲ့လား။ဒီတဲ့တဆင့်တက်ပြီးတော့ခုနကရူစာလို့ပြောရရင်တော့ဝိပဿနာချင့်စဉ်ကိုကျင့်လို့မတရားဖို့တရားရသွားပြီဆိုရင်တော့တကယ်လူဖြစ်ရကျုံနတ်ပြီလို့ အဲ့တော့လူပြကျိုးနတ်ဖို့အတွက်တို့တဲ့တွေလမ်းခုလက်ကို ရောက်အောင်သွားဖို့လိုတယ်တဲ့။နော်လမ်းခုလက်လေးအခြေခံလေးတောင်မှတို့တွေအုတ်အခြေခံအုတ်မြစ်လေးတောင်မချနိုင်မဲနဲ့အထက်ကိုတက်ဖို့ဆိုတာအတော်ခရင်နေ။ဒါကြောင့်မို့ပထမအခြေခံလေးကိုရောက်အောင်လုပ်ရမယ်။အခြေခံရပြီးတဲ့အခါအထက်ကိုတက်နိုင်အောင်ကြိုးစားရမယ်။ဒီလိုကြိုးစားမှတို့တဲ့တွေဟာလူပြကျိုးနတ်မှာလို့ ဒီကနေ့လူဖြစ်ရသူနတ်ပါစေဆိုတဲ့တရားကိုဟောပြောခြင်းဖြစ်ပါတယ်။ဒါကြောင့်ဘုရားချက်ခင်သူတော်စင်ပရိသတ်တို့သည်ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မကိုလိုက်နာချင်သုံးခြင်းဖြင့်မိမိတို့ရရှိလာတဲ့လူဘဝတန်ကိုရှိရှိနဲ့လူဖြစ်ကြသူနတ်ကြပါဆုံးတည်း။